ရေဒီယိုညူဂျီတော်ရဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်ဇွန်လ28ရက်ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပရမဇုံတင်ဆက်ပေးမယ်စီရေးသတင်းကတော့မော်ဘီမျိုးမာရေစကန်ကိုတော်လိုင်းအဖွဲ့တွေအဝေးတိုင်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့သတင်းပဲဖြစ်ပါတယ်ရောင်တိုင်းမော်ဘီမျိုးနယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံမော်ဘီမျိုးမာရေစကန်ကို ဒေါ်လိုင်းတပ်ဖွဲ့တွေအဝေးတိုင်းပိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့ရန်ကုန် Army YA အဖွဲ့ကထုတ်ပြန်ပါတယ်။မော်ဘီမြို့မှာရဲစခန်းမှာလုံခြုံရေးယူနေတဲ့ရဲတွေကိုမနေ့ကဇွန်လ29ရက်နေ့ည10:25မိနစ်မှာအဝေးတိုင်းပိုင်းနှလုံးမှာလက်ပြပုံးကပ်ပြီးပစ်ကတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီလက်အောက်ခံရဲတွေရှိတဲ့နေရာကိုထိထိရောက်ရောက်ပစ်ကတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့်ထိခိုက်မှုရှိနိုင်တယ်လို့ဒေါ်လိုင်းရဲဘော်တွေကအသိပေးပါတယ်။ ဒီတိုက်ခိုက်မှုကိုပူးပေါင်းလုံးဆောင်ခဲ့တဲ့ရန်ကုန် Army YA နဲ့အနောက်ပိုင်းခံပတ်ကောက်ဖောက်တို့ဟာစစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်စခန်း၊ရဲစခန်းတပ်ဖွဲ့ဝင်တွေအနည်းကိုနေထိုင်သွားလာတာမျိုးမလုပ်ကြဘို့မြို့ပြတော်လှန်ရေးအဖွဲ့တွေကနှိုးဆော်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးပွင့်ဖြူမြို့နယ်မှာစစ်တပ်ရင်နန်းကိုမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်သား6ဦးသေဆုံးတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပွင့်ဖူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရင်နံကိုမိုင်းဆွဲပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေဆုံးကကားတစီးပျက်စီးသွားတယ်လို့ပွင့်ပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ပွင့်ပြူမြို့နယ်ထိန်ရိုင်ကျေးရွာမြောက်ဘက်ကိုအင်အား200ဝန်းကျင်နဲ့ထွက်လာတဲ့စစ်ကားကိုစီကိုတော်လိုင်းတပ်တွေကဇွန်လ24ရက်နေ့မနက်8:45မိနစ်ခန့်မှာမိုင်းဆွဲတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။စစ်တပ်ရင်နံကိုမိုင်းဆွဲပြီးတော်လိုင်းတပ်တွေကလက်နက်ငယ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီးတိုက်ပွဲကြာချိန်မိနစ်20ခန့်ကြာခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ခတ်မှုမှာသေဆုံးသွားတဲ့ဂျမ်ပစ်စစ်သားတွေနဲ့ဒဏ်ရာရစစ်သားတွေကိုအိမ်စည်းကားနဲ့မကွေးစစ်ဆေးရုံကိုတည်ဆောင်သွားတယ်လို့အသိပေးပါတယ်။အဲဒီစစ်ရင်နံကိုပြည်သူ့ကာကွယ်ရေးဖွဲ့၊ပွင့်ပြူမြို့နယ်နဲ့ပွင့်ပြူကာကွယ်ရေးတပ်၊ပွင့်ပြူ Defense Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။အခုတခါအရေတော်မြို့နယ်မှာကင်းပတ်နေတဲ့ဆေးအုပ်စုကိုတိုက်ခတ်ရမှာပြူစော်တီ6ဦးဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းအေရုံမြို့နယ်မှာကင်းပတ်နေတဲ့စစ်ကောင်စီနဲ့စစ်တပ်လက်ပါစီပြူဇော်တီတွေကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာပြူဇော်တီ6ဦးထဏ်ရာသွားတယ်လို့ငွေတွင် Revolution Force Anti-RF ကဒီကနေ့ဇွန်လ28ရက်မှာထုတ်ပြန်ပါတယ်။ဇွန်လ25ရက်နေ့ကတလဲပါပြူရွာမှာကင်းပတ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ပြူဇော်တီတွေကိုကင်းပုံးဝတ်ပြီးတိုက်ခိုက်ခဲ့တာကိုအသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်27တရင်တိုင်းနယ်9 10 17နဲ့ ေသခံမာမေးတပ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။မုံရခဲအမှတ်21တိုင်ရင်တိုက်နယ်90စက်တင်နဲ့ဒေသခံမာမေးတပ်တွေဟာအခုလ19ရက်နေ့ကလည်းငွေတွင်းပြူစကန်ကနေလဲထုံမှုထွက်လာတဲ့စစ်အုပ်စုကိုတိုက်ခိုက်ခဲ့တာရှိပြီးပြူစော်တီ2ဦးသေဆုံးစေခဲ့ပါတယ်ခင်ဗျာ။အခုတကတင်ဆက်ပေးမယ့်စီရေးတဲ့ငါတော့မြေတိုင်းပစ္စည်းတွေကိုခိုးယူနေတဲ့စစ်တပ်စစ်ကြောင်းက PDA တက်စကတ်ခုကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်စက်သိန်းတရာဘိုးကံပျက်စီးဆုံးရှုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ မကွေးတိုင်းတွင်ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေတဲ့စစ်တပ်စစ်ကြောင်းက PD တပ်စခန်းတစ်ခုကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်ကြက်သိန်းတရားဝန်ခံဖျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ပြည်သူဒီမိုကရက်တစ်တပ်မတော် PTA ကအသိပေးထုတ်ပြန်ထားပါတယ်။ပခုတ်ကူကနေပေါင်မြုပ်ဘက်ကို UTV ထွက်လာတဲ့တမတရားတစ်ကစစ်တပ်ရိတ်ခါရင်နှန်းကလမ်းတစ်လျှောက်မှာရှိတဲ့ရွာတွေကိုစစ်ကြောင်းထိုးနေပြီးပြည်သူဒီမိုကရက်တစ်တပ်မတော် PTA အမှတ်239စစ်တပ်ခွဲကတပ်စခန်းကိုမီးရှို့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းရဲ့မီးရှို့ဖျက်ဆီးမှုကြောင့်ဆလက်နက်ပစ္စည်းတွေမဆုံးရှုံးပေမဲ့ပြည်သူလူထုလှူဒန်းထားတဲ့ကြက်သိန်းတရာဘိုးကန်တံမိုးရှိတဲ့ရိတ်ခါတွေပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါဗါးအဲဒီစစ်ကြောင်းဟာစစ်ရှောင်းနေရတဲ့ကမ္မမြို့ပေါ်ကပြည်သူတွေနဲ့အနီးနားမှာရှိတဲ့ရွာတွေကပြည်သူပိုင်အိမ်တွေထဲကိုဝင်ရောက်ပြီးတံမိုးရှိပစ္စည်းတွေလည်းခိုးယူသွားတယ်လို့အသိပေးထားပါဗါးပေါင်းမြို့နယ်ဘက်ကိုဦးတီထွက်ခွာနေတဲ့အဲဒီရိတ်ခါဘိုးရင်ထဲမှာကားစီးရီ140ကျော်ရှိပြီးစစ်သားအင်အားတထောင်ကျော်တယ်လို့ PDA ကခန့်မှန်းထားပါဗါး ဇွန်လဇန်ကလေးကထွက်လာတဲ့အဲ့ဒီရိတ်ခါဖို့စစ်ရင်နှန်းကိုကမ္မတပောင်းစုမြိုင်ပကဖပောက်ပကဖပခုတ်ကူခရိုင်တရင်တွေအမတ်ရှိစစ်ကြောင်းနဲ့လိုကတပောင်းစုတွေကလိုက်လံတိုက်ခိုက်နေတာကြောင့်သူတို့သွားလိုတဲ့ခရီးကိုမရောက်နိုင်ပဲဖြစ်နေတယ်လို့သိရပါပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးမယ့်စစ်ရေးသတင်းကတော့နောင်ချုံမြို့နယ်ကနေရာ6ခုမှာစစ်တပ်နဲ့တအားတပ်မတော် DNA တွေကြားတိုက်ပွဲတွေဆက်ဖြစ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် တောင်ပြည်တမဟာသုံးနယ်မြေဖြစ်တဲ့ရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်ကနေရာ6ခုမှာစစ်တပ်နဲ့တောင်တမရော GNL တို့ကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါဗျ။နောင်ချုံမြို့နယ်ကလုံဆန်းမျက်ချိနုလုံဝဲညံတော်နောင်လင်းနဲ့နောင်အောကြီးပါကြမှာစစ်ကောင်စီတပ်နဲ့တောင်တမရော GNL တို့တိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကောင်စီတပ်ဘက်ကလေကြောင်းကနေဘုံ45လုံးနဲ့လက်နက်ကြီး32လုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNL ဘက်ကပြောပါဗျ။ နောင်လီနဲ့နောင်အောင်ကြီးရွာကြမှာဖြစ်တဲ့တိုက်ပွဲမှာတော့စစ်ကောင်စီတပ်က လေကြောင်းကနေဘုံအလုံး20နဲ့လက်နက်ကြီး30လုံးသုံးပြုခဲ့ပြီးလုံဆန်ကြီးရွာမှာဖြစ်တဲ့တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးလာရောက်ကျဲချခဲ့တယ်လို့အသိပေးပါတယ်။ဒါပြင်မြချီနုလုံဝယ်နဲ့လုံဆန်ကြီးရွာတွေကိုလည်းစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံ22လုံးလာရောက်ကျဲချခဲ့ပြီးညံတော်ကြီးရွာဘက်ကိုဂျက်ဖိုက်တာနဲ့ပေါင်900ဘုံတလုံးကျဲချတိုက်ခတ်ခဲ့ကြတာ တိုက်ပွဲဖြစ်နေရမဟုတ်တဲ့အုံမခားချီရွာဘက်ကိုလက်နက်ကြီးတလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PSLF DNL သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေရသိရပါတယ်။ဇွန်လ26ရက်နေ့ကလည်းနောင်ချုံမြို့နယ်ကနောင်ဖာညံတော်လုံဆန်းအုံမခားနဲ့နောင်လင်ကြီးဘာတို့မှာစစ်ကောင်စီတပ်နဲ့တောင်းတမရော DNL တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်နေချိန်မှာစစ်တပ်ကလက်နက်ကြီးအလုံး80ဒရုန်းနဲ့ဘုံ32လုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ညီနောင်မဟာမိတ်၃ဘက်က တဖက်သက်အပြည့်ရက်ကာလတလတက်တန်းထပ်တိုးထားတာကိုစစ်ကောင်စီဘက်ကခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်လောင်ချုံမြို့နယ်မှာတိုက်ပွဲတွေဖြစ်နေတာဖြစ်ပါလေခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါလေခင်ဗျာ